မိကန်စီးပွားရေးနဲ့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသုတေသနမဂ္ဂဇင်း4 Vs ကနေ့စဉ်နဲ့အမျှထုတ်ပြန်နေတဲ့ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဆယ်ဦးကိုဖော်ပြပေးလိုက်ပါတယ်။ Elon Musk ကတော့ကမ္ဘာအချမ်းသာဆုံးဆင်နံပါတ်1နေရာမှာရှိနေပါတယ်။စုစုပေါင်းပိုင်ဆိုင်မှုပမာဏ480တသမ3ဘီလီယံဒေါ်လာရှိနေပါတယ်။တက်ကတော့53နှစ်ရှိပြီဖြစ်ပြီးပညာရေးအနေနဲ့ Pennsylvania တက္ကသိုလ် မရိယံပြည်တော်သူပင်ဆပင်းယာတက်တူတက်ရောက်ပြီးဝိဇာတိပံပွဲကိုရရှိတာပါတယ်နိုင်ငံသားအနေနဲ့ကတော့အမေရိကန်နိုင်ငံသားဖြစ်ပါတယ်သူကကုမ္ပဏီခုနှစ်ခုကိုပူးတွဲတည်ထောင်ခဲ့ပါတယ် Tesla Tesla EV ကားလုပ်ငန်း SpaceX အကဒါတုံးပြန်ထုတ်လုပ်ရေးလုပ်ငန်းဉာဏ်ရည်တူ AI လုပ်ငန်း XAI စတဲ့ကုမ္ပဏီတွေကိုပူးတွဲတည်ထောင်ခဲ့ပါတယ်2022ခုနှစ်မှာလူမှုကွန်ရက်လုပ်ငန်း Twitter ကို 44ဘီလီယံဒေါ်လာနဲ့ဝယ်ယူခဲ့ပါတယ်။ဒါပြင်သူဟာမြောက်လိုင်ကောင်2ဖို့ရေးတီတနဘိုရီကုမ္ပဏီကိုလည်းပိုင်ဆိုင်ထားပြီးအုံနောက်အစားထိုးသူတည်တနာလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့ Neuralink ကုမ္ပဏီကိုလည်းပိုင်ဆိုင်ထားပါတယ်။ လယ်ရီအယ်လစင်ကတော့ကမ္ဘာအချမ်းသာဆုံးအဆင့်နံပါတ်1နေရာမှာရှိနေပါတယ်စုစုပေါင်းပိုင်ဆိုင်မှုပမာဏ346.6ဘီလီယံဒေါ်လာရှိနေပါတယ်အသက်80နှစ်ရှိပြီဖြစ်ပါတယ်ရှကာဂိုတက္ကသိုလ်အီလီနိုက်စ်တက္ကသိုလ်ရူကိုတက်ရောက်ခဲ့ပြီးမှပွဲမရရှိခဲ့ပါဘူးအမေရိကန်နိုင်ငံသားဖြစ်ပါတယ်သူက Oracle Software Company ကိုပူးတွဲတည်ထောင်သူနဲ့လက်ရှိဥက္ကဋ္ဌဖြစ်ပါတယ် မတ်စုကပါကတော့ကပါချမ်းသာတော့အစဉ်နံပါတ်3နေရာမှာရှိနေပါလေသူ့ရဲ့ပိုင်ချိန်မှုပမာဏကတော့143.5ဘီလီယံဒေါ်လာရှိနေပြီးအသက်ကတော့40တနှစ်သာရှိပါသေးတယ်။ပညာရေးအနေနဲ့ Harvard Harvard တက္ကသိုလ်ကိုတက်ရောက်ခဲ့ပြီးမှဘွဲ့မရပဲကျောင်းထားလိုက်ရပါတယ်။အမေရိကန်နိုင်ငံသားဖြစ်ပါတယ်။သူက2004ခုနှစ်မှ2009ခုနှစ်သားအရွယ်မှာလူမှုကွန်ရက်စာမျက်နှာ Facebook ကိုစတင်တည်ထောင်ခဲ့ပါတယ်။ Jeff Bezos ကတော့ ကဘာချန်သာလုံးချင်းနံပါတ်၄နေရာမှာရှိနေပါတယ်သူရဲ့ပိုင်ဆိုင်မှုပမာဏကတော့စုစုပေါင်းအမေရိကန်ဒေါ်လာ233.5ဘီလီယံဒေါ်လာရှိနေပါတယ်အသက်60နှစ်ရှိပြီဖြစ်ပြီးပရင်စတန်တက်သို့ကနေဝိဇာသိပ္ပံပွဲများကိုရရှိခဲ့ပါတယ်အမေရိကန်နိုင်ငံသားဖြစ်ပါတယ်1994ခုနှစ်မှာအွန်လိုင်းဈေးဝယ်ရောင်းကုန်သွယ်မှုပလက်ဖောင်းအမေဇုန်လုပ်ငန်းကိုကာကွယ်တော်ငွေကနေစတင်တည်ထောင်ခဲ့ပါတယ်သင်ကအမေရိကန်သတင်းစာ Washington Post ကိုလည်းပိုင်ဆိုင်ထားပါတယ် လူသားတွေအာကာသတဲ့မန်နေထိုင်လုတ်ကင်နိုင်ဖို့ရွေချက်နဲ့ဘလူးအော်ရဂျင်အာကာသကုမ္ပဏီကိုလည်းတည်ထောင်ထားပါတယ်။မသိခင်ရှိသမျှအကုန်လူရန်သွားမှာဖြစ်တယ်လို့အင်တာဗျူးတစ်ခုမှာပြောခဲ့ပူပါတယ်။ Larry Page ကတော့ကမ္ဘာ့ချန်ပီယံ30နံပါတ်5နေရာမှာရှိနေပါတယ်။သူ့ရဲ့စုစုပေါင်းပိုင်ဆိုင်မှုပမာဏကတော့104.2ဘီလီယံဒေါ်လာရှိနေပါတယ်။အသက်50နှစ်သားရှိပါသေးတယ်။သူကအမေရိကန်ပြည်ထောင်စု မစ်ချီဂန်တက္ကသိုလ်ကနေဝိဇ္ဇာတက်ပံဘွဲ့ကိုရရှိချက်ရရှိခဲ့ပြီးတက္ကမဟာတက်တက်ပံဘွဲ့အတွက်စတန်ဖို့တက္ကသိုလ်ကိုတက်ရောက်ခဲ့ပါတယ်အမေရိကန်နိုင်ငံသားဖြစ်ပါတယ်1994ခုနှစ်မှာစကစတန်ဖို့တက္ကသိုလ်မှာပါရဂူဘွဲ့တနင်တက်ရောက်နေစဉ်အွန်လိုင်းသတင်းချက်လက်ရှာဖွေရေး search engine လုပ်ငန်း Google ကိုတည်ထောင်ခဲ့ပါတယ်စကိဘွင်ကကမ္ဘာ့ချမ်းသာဆုံးဆင်နံပါတ်6နေရာမှာရှိနေပါတယ်သူရဲ့ချုပ်စုပေါင်းပိုင်ဆိုင်မှုပမာဏကတော့ 189.5ဘီလီယံဒေါ်လာရှိနေပါတယ်အသက်50နှစ်ရှိပြီဖြစ်ပါတယ်ပညာရေးအနေနဲ့ Maryland တက္ကသိုလ်ကနေဝိဇာသိပ္ပံဘွဲ့ကိုရရှိခဲ့ပြီး Stanford တက္ကသိုလ်ကနေမဟာသိပ္ပံဘွဲ့ကိုရရှိခဲ့ပါတယ်အမေရိကန်နိုင်ငံသားဖြစ်ပါတယ်1994ခုနှစ် Stanford တက္ကသိုလ်မှာကွန်ပျူတာသိပ္ပံပါကူဘွဲ့အတွက်သင်တန်းတစ်ယောက်နေစဉ် online သတင်းအချက်အလက်ရှာဖွေရေး search engine လုပ်ငန်း Google ကိုတင်ငွေချင်း Larry Page နဲ့တူပို့တွဲတည်ထောင်ခဲ့ပါတယ် ဘန္နအောင်နောကတော့ကမ္ဘာချမ်းသာလုံးစင်နံပါတ်9နေရာမှာရှိနေပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးကတော့သုစုပေါင်းအမေရိကန်ဒေါ်လာ167.6ဘီလီယံရှိနေပါတယ်။အသက်86နှစ်ရှိပြီဖြစ်ပါတယ်။ပြည်များ၏အနေနဲ့ပြည်သူနိုင်ငံရဲ့အထင်ကြီးအတက်ကတော့ Ecole Polytechnic de Paris ကနေဝိဇာတက်ပံဘက်ကိုရရှိတာပါတယ်။ပြည်သူနိုင်ငံသားဖြစ်ပါတယ်။ LV လို့ကမ္ဘာကျော်ဖက်ရှင်နဲ့အလကုန်ပစ္စည်း brand 85မျိုးကျော်ကိုဥဆောင်ကုတ်ကဲနေသူဖြစ်ပါတယ်။ဂျန်ဆန်ဟွန်ကတော့ကမ္ဘာ့ချန်တော်ဆုံးစစ်နံပါတ်၈နေရာမှာရှိနေပါတယ်။သူ့ရဲ့သူစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးအနေနဲ့ကတော့အမေရိကန်ဒေါ်လာ160.9ဘီလီယံရှိနေပါတယ်။အဲ60နှစ်နေရှိပြီဖြစ်ပါတယ်။သူဟာ Oricon Genetic တို့ကနေ Engineer တိပ်ပံဘက်ကိုရရှိခဲ့ပြီး Stanford Tech တို့ကနေ Engineer မဟာတိပ်ပံဘက်ကိုရရှိခဲ့ပါတယ်။ American နိုင်ငံသားဖြစ်ပါတယ်။ ကွန်ပျူတာဂရက်ဖစ်ကံမြထုတ်လုပ်တဲ့ NVIDIA ကုမ္ပဏီကိုထောင်ကွာ93ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။ထိုင်ဝမ်ဇာတိဖြစ်ပြီးထိုင်းနိုင်ငံကိုရွှေ့ပြောင်းခဲ့ပါတယ်။ထိုမှတစ်ချိန်အမေရိကန်နိုင်ငံကိုထပ်မံရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ကွန်ပျူတာဂိမ်းတွေအတွက်ဥတီထောက်လုပ်ခဲ့တဲ့ GPU ကတ်တွေဟာယနေ့ AI နည်းပညာကျင့်မာလဲမရှိမနေဖြစ်လာခဲ့ပါတယ်။စတီဗ်ဘောမာကတော့ကမ္ဘာ့ချန်နယ်လုံးစဉ်နံပါတ်9နေရာမှာရှိနေပါတယ်။သူ့ရဲ့စုစုပေါင်းပိုင်ဆိုင်မှုတန်ဖိုးကတော့အမေရိကန်ဒေါ်လာ155.8ဘီလီယံဒေါ်လာရှိနေပါတယ်။အသက်69နှစ်ရှိပြီဖြစ်ပါတယ်။ သူဟာဘတ်တက်သူကနေဝိဇာတိပံပွဲဒီကိုရရှိခဲ့ပါတယ်။အမေရိကန်နိုင်ငံသားဖြစ်ပါတယ်။ Microsoft Company ရဲ့ CEO အမှုဆောင်အရာရှိကြောင်းဖြစ်ပါတယ်။ Internet တွေချစ်တက်လာတော့ Microsoft Company ကို Google, Apple တို့ Company တို့နောက်မကျန်အောင် Bill Gates နဲ့တူစူးစမ်းရုံးခံခဲ့တဲ့ဖြစ်ပါတယ်။လူတန်ရရောသူဖြစ်ဒီနေ့အထိ American Dollar 9.9 Billion ပြီလူခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ ရိုင်းဘဖကရကဘာချန်တုံးစင်နံပါတ်10နေရာမှာရှိနေပါတယ်။သူ့ရဲ့ချုပ်စုပေါင်းမိုင်ဆိုင်မှုတန်ဖိုးကတော့140ဒသမ4ဘီလီယံဒေါ်လာရှိနေပါတယ်။အသက်65နှစ်ရှိပြီဖြစ်ပြီးပညာရေးအနေနဲ့ကတော့ Nebraska Nebraska တက္ကသိုလ်ကနေဝေချတဲ့ပံပုတ်ကိုရရှိခဲ့ပြီး Columbia တက္ကသိုလ်ကနေမဟာသိပ်ပံပုတ်ကိုရရှိခဲ့ပါတယ်။ American နိုင်ငံသားဖြစ်ပါတယ်။ Stock Share ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်လူတည်များပါတယ်။အပိုင်းတစ်လျှောက်အောင်မြင်ဆုံးရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ် ယူဆကြပါတယ်။သူဥစ္စာဒနာပိုင်ဆိုင်မှုရဲ့69ရာခိုင်နှုန်းကိုလှူဒန်းပြစ်မယ်လို့ကိုရီးပြောထားပါယင်းနေ့ထိ65ဘီလီယံဒေါ်လာကိုလှူဒန်းပြီးဖြစ်တယ်လို့လည်းသိရှိရပါတယ်။